။သဗ္ဗတာသမိမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ။2025ခုဇွန်လအတွက်တလားသာဟောသရံကိုဖတ်ကြားပေးမှာဖြစ်ပါတယ်။ဒီကာလမှာသဗ္ဗတာသမိတွေအနေနဲ့နိုင်ငံရေးချာလူမျိုးချာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအဆင်ပြေအောင်မြင်မှုတွေကြုံတွေ့လာရပါလိမ့်မယ်။နာမည်ကုန်တဲ့ရင်တိုးတက်စရာကိစ္စတွေလည်းကြုံလာနိုင်ပါတယ်ခင်ဗျာ။ ခန္ဓာကိုယ်ထက်ပိုင်းမှာဝတ်တဲ့အဖိုးရံအညီဝက်စားတွေအဖိုးရံလျက်ဆက်ပစ္စည်းတွေအထုပ်ခီးစတဲ့စနေနံပစ္စည်းတွေထူးထူးခြားခြားဝင်ရောက်လာတတ်ပါတယ်။တတိပြုအမှားကသူတော်ဘာမိကြံခဲ့တဲ့ခီးဒါဖနက်စတဲ့ပစ္စည်းတွေမိမိအိမ်မှာရောက်နေတယ်ဆိုရင်တော့အများဆုံးစွန့်ပြစ်တင်ပါတယ်။မဟုတ်ရင်တော့လက်ပိတ်တတ်ပါတယ်ခင်ဗျာ။ဒီကာလမှာမိမိအနေနဲ့ လက်ရှိနေတဲ့ပေါ့နော်နေအိမ်အလုပ်စတာတွေမှာမပြောပိုက်ဖဲနဲ့ဖြစ်နေတတ်ပါတယ်။တခြားနေရာကိုတခြားအလုပ်ကိုရွှေ့ကျင်ပြောင်းကျင်စိတ်တွေပေါ်နေတတ်ပါတယ်။မပြောင်းတန်လေးပါဘူးခင်ဗျာ။အဲဒါလိုပြောင်းလဲပြုတ်ခဲ့ရင်လည်းတိတ်ပြီးတော့ထိုးချမှာ မဟုတ်ပါဘူး။မိမိစိတ်တိုင်းကျမဖြစ်နိုင်သေးဘူးပေါ့ခင်ဗျာ။နောက်ပြီးတော့ဒီအသက်ပိုင်းမှာငွေကြေးနဲ့ပတ်သက်ပြီးတော့မှကန္တတာတော်တော်ညံ့တဲ့ကာလဖြစ်ပါတယ်။ ိုရတဲ့ရရှိတဲ့ငွေရမရတာမျိုးပေါ့နော်။ကိုပေးတဲ့ရရှိတဲ့အခါမပေးနိုင်တာမျိုး။ငွေကြေးနဲ့ပတ်သက်ပြီးတော့မှတွေ့တင်တာ၊ကြွေးဆုံတာဒါမျိုးတွေဖြစ်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်။ငွေနဲ့ပတ်သက်ပြီးတော့စွန့်စားရတဲ့အလုပ်တွေဒီကာလမှာမလုပ်တင်ပါဘူး။နောက်ပြီးတော့ရည်ရွယ်မထင်မှတ်ဖဲနဲ့ပေါ့နော်။ ဒီကာလာမျိုးမှာကိုယ့်ရဲ့မိသားစုအရေးအိမ်တွင်းရေးစတာတွေမှာလည်းစုစုပူပူနဲ့ဆီဆင်းရဲစရာတောကရောက်စရာတွေကြုံတွေ့ရတတ်ပါတယ်။နောက်ပြီးတော့ခြေကျိုးမှားတာပေါ့နော်။ဝမ်းရင်နဲ့ပတ်သက်ပြီးတော့ဥပတ်ပေးတာမျိုးတွေကြုံရတတ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့အញ្ញခိုက်တွေကြုံရတတ်တဲ့ကာလာမျိုးဖြစ်တဲ့အတွက်ထူကယူဆိုင်တာအကောင်းဆုံးဖြစ်ပါတယ်။နောက်ပြီးတော့ ကိုယ်မတခင်မရင်နေတဲ့မိတ်ဆွေဆရာသမားစတာတွေအတွက်ပေါ့နော်။နည်းနည်းပူပန်တော့ကတွေတော့ရောက်လာတာမျိုးရှိပါတယ်။ဒါပေမဲ့ဆွဆွဝါဝါတော့မဟုတ်ပါဘူး။နောက်ကိုမရောက်ဖူးတဲ့ရက်ဒေတာမျိုးတွေကိုခရီးသွားတတ်ပါတယ်။အခုသဖြင့်နိုင်ငံကြီးနိုင်ငံရခြားခရီးတွေရေချောင်းခရီးတွေသူ့ချာချာမထင်မှဖြစ်နေသွားတာမျိုးကြုံရနိုင်ပါတယ်ခင်ဗျာ။အဲ့တော့ဒီကာလမှာအကျိုးပေးမဲ့ကဏ္ဍတွေကတော့ခွန်ကဏ္ဍ၅ကဏ္ဍဖြစ်ပါတယ် အကျိုးပေးမဲ့အရာကတော့အနစ်ရောင်၊နစ်ပြာရောင်၊ခရမ်းရောင်စတာတွေဖြစ်ပါတယ်။ဒီကာလမှာအညာခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်စနေနေ့မနေ့စောစောမှာအိမ်ဖျားမှာပေါင်ပုံထောပတ်တုပ်တရားမဖြူပါဘူးပေါ့နော်။၅ချက်ကတ်လို့ပူဇော်ပြီးတော့မှစုတောင်းရပါတယ်ခင်ဗျာ။